မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ29ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့မကွေးတိုင်းကမ်းမမြို့နယ်ထဲမှာ Arafat ကားနဲ့မူရစ်စစ်တွေအပြစ်ဖမ်းဆီးရရှိတာနဲ့ပတ်သက်ပြီးတော့ဗိုလ်ကြီးစိုးမင်းထွန်းကိုဖမ်းဆီးဆစ်ဆီးပြီးတဲ့နောက်မှာသိန်းပေါင်း9000ကျော်ငွေတွေနဲ့သိန်း4000ကျော်တန်းကား3စီးကိုထမှန်ဆစ်ဆီးတွေ့ရှိခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဗိုလ်ကြီးစိုးမင်းထွန်းရဲ့ mobile banking နဲ့မှာ မွေးစေဝါရောင်းဝယ်မှုနဲ့ဆက်ဆက်တယ်လို့ယူဆရတယ်။ငွေအပေးယူသိန်းပေါင်း9000ကျော်နဲ့ပြည်မျိုးကတူပိုင်တဲ့ခြံဝင်းထဲမှာသိန်း4000ကျော်တန်းကား3စီးကိုစစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့တပ်တွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။ငွေအပေးယူဗန်စရင်ထဲမှာတပြိုင်တည်းထဲတွေ့လိုက်ရတယ်လို့ပြောတယ်။လူကတည့်ရမှာပဲမွေးစေးနဲ့ဆက်ဆက်ပစ္စည်းတွေကပြည်မာမိတာထောင်ကြဖို့ကတော့တေချာသွားပြီအရက်ပဲစစ်ပဲအကုန်လုံးအေးအေးယူမှလို့တက်တွင်းသတင်းရင်းမြစ်ကပြောပြထားပါတယ်မကွေးတိုင်းကံမမြို့နယ်ကံမပြည်ကားလန်းပေါ် ပြောင်ကျရွာအနီးမှာဇော်လိုက်လာ23ရက်နေ့ကမူရစေးတွေတင်ဆောင်လာတဲ့ Arafat Alpha ကားကိုဖမ်းဆီးရမိခဲ့ပြီးတဲ့နောက်အခုလိုဆက်လက်ပြီးတော့ဖမ်းဆီးစစ်ဆေးနေတာပဲဖြစ်ပါတယ်ဖမ်းဆီးရမိတဲ့အချိန်မှာဗိုလ်ကြီးစိုးမင်းထွန်းရဲ့တပည့်2ဦးဟာတဦးကတော့ပိုင်ပိုင်ဖြစ်ကစစ်သားတို့လို့သိရပြီးတော့ Arafat ကားဟာလည်းသူ့ရဲ့ကားဖြစ်တယ်လို့ကနအူးသတင်းတွေအရသိရပါတယ်ဖမ်းမိမိချင်းညှိတာမရလို့မနေ့ကလာဖမ်းသွားတယ်ကားကသူ့ကားဖမ်းမိတဲ့နှစ်ယောက်ကလည်းသူ့တပည့်တွေတယောက်ကပိုင်ပိုင်စစ်သားလို့ပြောတယ် ဂျင်ဝိုင်းနေမှာငွေတောင်းပြီးပြန်လာတာဖမ်းမိတာကတော့ပြောင်ကျဂိမ်းမှာလို့သိရတယ်လို့တက်တွင်းသတင်းရင်းမြစ်ကပြောပြထားပါတယ်ဘိုးကြီးစုံမင်းထွန်းဟာဘကုတိုင်အနောက်ချမ်းပြေခရိုင်ဗရောင်းမြို့နယ်အုတ်ရှိပင်မြို့အဝင်လဲရွာဂိတ်စခန်းဘိုးယုံဂိမ်းမှာတာဝန်ခံအရာရှိအဖြစ်နဲ့တာဝန်ထမ်းဆောင်နေတာဖြစ်ပြီးတော့အမတ်ကိုကာကွယ်ပြည်စည်းဆက်ယုံကပါစကိုးကဖြစ်တယ်လို့သိရပါတယ်ဘိုးကြီးစုံမင်းထွန်းကိုတော့ဇွန်လ26ရက်နေ့ကစရဖတွေကဖမ်းဆီးပြီးတရက်စစ်ကြောရေးမှာစစ်ဆေးနေတယ်လို့သိရပါတယ်အခုအခောက်က၃ခေါက်မြောက်လို့ပြောတယ်ပြစ်ဒဏ်ကကြီးသွားနိုင်တယ် ပသိမ်မှာနမူနာရှိတယ်လေမကြသေးခင်ကပဲကုန်ပစ္စည်းလွတ်ပေးတဲ့အမှုသေတံထိုက်သွားတယ်လို့တက်တွင်းသတင်းရင်းမြစ်ကပြောပါရယ်စစ်ကောင်စီရဲ့ lobby channel တွေမှာတော့မူရစေဖန်းစီရမိမှုဟာဗိုလ်ကြီးစုံမင်းထွန်းနဲ့တတ်ဆိုင်ခြင်းမရှိဘဲတက်မတော်ဂုံတိတ်ခါကြဆင်းအောင်လှုပ်ကြံဖန်တီးရေးသားနေတာလို့ရေးသားနေကြပါရယ်ဇော်လိုင်လာ23ရက်နေ့နေ့လယ်တနားရီခွဲကန့်ကကမ်းမမြို့နယ်ပယ်ကြခြေရွာအနီး Arafat 9N 8771ကားပေါ်ကနေမူရစေဝါ6.286တန်းကာလာတံပိုး စနစ်တသမ9.9ဘီလီယံကျပ်တန်ဖိုးကိုဖမ်းဆီးရမိခဲ့တယ်လို့စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါဗျ။ဖမ်းဆီးရမိတဲ့အချိန်မှာဝေယံအောင်မင်းချစ်သူအောင်ကျော်ဦး ထနိုင်လို့ဖြစ်တယ်လို့သိရပါဗျ။ဘိုးကြီးစုံမင်းထုံးဟာဒေတာတွင်မှာတော့တလုံးနှလုံးနဲ့လောင်းကစားတစ်မီးသွေးတွေကိုလှုပ်ခွင့်ပေးထားပြီးတော့ချမ်းသာလာတဲ့သူဖြစ်တယ်လို့မိမကိစ္စရှုပ်ပွေတဲ့သူဖြစ်တယ်လို့လည်းဒေတာကန်နေစီကသိရပါဗျ။အာနာသိမ့်မိတဲ့နောက်ပိုင်းဗရောင်းမြို့နယ်အုတ်ရှိပင်တရက်ခရိုင်မင်းတို့မြို့နယ်နဲ့ကံမနယ်တို့မှာမူရဲစေးဝါးတွေကိုမကြာခဏဖမ်းဆီးရမိနေပြီးတော့စေကောင်စီဘိုးကြီးရဲမှုကြီးအဆင့်အထိပါပါဝင်ပတ်သက်နေကြတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့2024ခုနှစ်ဇွန်လ16ရက်နေ့က ကြန့်ငွေ1.4ဘီလီယံတန်ဖိုးရှိတဲ့စိတ်ကြွယူသွဆေးပြားစုစုပေါင်း7.6သိန်းကိုဗထောင်းမြို့နယ်ရွှေပြည်သာချေးရွာမှာစစ်ကောင်စီဘက်ကဖမ်းဆီးရရှိခဲ့ပြီးတော့ပအဝင်ပတ်သက်သူပြည်ဒုခရိုင်ရဲမှုကိုထောင်ဒဏ်ဆယ်နဲ့ဗထောင်းမြို့နယ်ရဲမှုကို9နှစ်နဲ့ရဲအုပ်ဗလအောင်ကျော်စိုးကို6နှစ်အသေးသေးအမိန့်နေချမှတ်ခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းငဖဲမြို့နယ်နတ်ရီကန်တောင်တာဝါတိုင်းစခန်းကတက်ကြွကြီးတအုပ်ကိုလက်နဲ့ခမ်းများနဲ့အတူအရှင်ဖမ်းမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်ချ်လ9ရက်နေ့ကနတ်ရီကန်တောင်တာဝါတိုင်းစခန်းမှာတာဝန်ချနေတဲ့စစ်ကောင်စီတပ်သားတက်ကြွကြီးရွှေဦးကိုလက်နက်များနဲ့အတူအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ ူကနိုင်ရီကန်တောင်တာဝါတိုင်းစခန်းကုန်းပေါ်မှာတာဝန်ကျနေတာပါအဲ့ဒီနေရာကနေထွက်ပြေးလာတဲ့အချိန်ကျွန်တော်တို့ကဖမ်းမိတာပါဖမ်းမိတာကတော့၅လဝန်းကျင်လောက်တော့ရှိနေပြီသူကတော့အခုချိန်ထိအချုပ်ထဲမှာပဲဆက်လက်ထိန်းသိမ်းထားပါတယ်လို့ PIA မကွေး supporting team ကတာဝန်ရှိသူကရှင်းပြထားပါတယ်အဲ့ဒီတက်ချက်ကြီးကိုလက်ရှိချိန်ထိအချုပ်တောင်အတွင်းမှာဆက်လက်ဖမ်းဆီးထားပြီးတော့၎င်းတို့ဖမ်းဆီးရမိတဲ့အချိန်တုန်းက MA1 တနက်သိမ်းဆီးရမိခဲ့ပြီအဲ့ဒီတက်ချက်ကြီးဟာကဘာစာ14ကဖြစ်တယ်လို့သိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ရွှေကူမှာစစ်သည်မောင်းများကိုလုံခြုံရေးယူပေးခဲ့တဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား18ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ26ရက်နေ့နဲ့28ရက်နေ့တွေမှာအေအော်ရီမြေကြောင်းတိုင်းဆန်တက်လာပြီးတော့ရွှေကူမြို့နယ်ကိုရောက်ရှိလာတဲ့စစ်ခွေးတိုက်ရဲ့စစ်သည်မောင်းအုပ်စုကိုလုံခြုံရေးယူပေးနေတဲ့အင်အား300ကျော်ပါတဲ့စစ်တပ်စစ်ကြောင်းကို KIA ရွှေကူပြည်သူ့ကာကွယ်တပ်များကတိုက်ခိုက်ခဲ့ရာ စစ်တပ်ကစက်ခွန်နာဦးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။ဒါအပြင် AOD မြေကြောင်းအတိုင်းစံတက်နေတဲ့စစ်ခွေးတင်မောအုပ်စုကိုလည်းမြေကမ်းဘေးတလျှောက်တိုက်ခတ်ခဲ့ရာစစ်တပ်မောအုပ်စုဘက်ကအထိနာသွားတယ်လို့ပြောပါတယ်။စစ်တပ်မောတစည်းလဲမီးလောင်သွားတယ်လို့သိရပါတယ်။လက်ရှိမှာရွှေကူမြို့ကစစ်တပ်မောအုပ်စုဟာအထက်ဘက်ကိုဆက်လက်ပြီးတော့ထွက်ခွာနေတယ်လို့သိရပါတယ်။စစ်တပ်မောများဟာဗမော်ကိုအဓိကဥတီထွက်ခွာနေခြင်းဖြစ်ပြီးမြေကြောင်းတလျှောက်မှာ စစ်တပ်ရဲ့လေရင်များကလုံခြုံရေးယူပြီးဘုံကျဲမှုများကိုလုံဆောင်နေတယ်လို့သိရပါဗျ။စစ်သည်မောတွေကနားလိုက်စံတက်လိုက်နဲ့တောက်လျှောက်ပဲမြေကမ်းဘေးနဲ့မြေဘေးကမျိုးတွေမှာတော့ပြည်သူအများစုဟာရှောင်တိန်နေရပါတယ်။လေရင်တွေကမြေကမ်းဘေးကရွာတွေတင်မကဘူးမြို့ပေါ်တွေမှာပြန်ဝဲနေလို့အကုန်တရိထားနေရတယ်လို့စစ်ဘေးရှောင်ပြည်သူကုညီရေးလုံဆောင်နေသူ ရွှေကူမြို့နယ်ဇေယျကြီးရွာသားတို့ကပြောပြထားပါဗျ။စစ်သည်မော်တွေဟာအေယဝတီမြေကျောင်းတိုင်းစံတက်လာနေတဲ့အတွက်ပြည်သူများဟာကြိုတင်ရှောင်တိန်ကြရန်နဲ့ရွှေကူမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့ဗမော်ခရိုင်အတွင်းမှာရှိတဲ့ပြည်သူ့ကာကွယ်တပ်များကသတိပေးချက်များဇက်တိုက်ထုတ်ပြန်ခဲ့ပါဗျ။မန္တလေးစိတ်ကန်းကနေစစ်ကောင်စီရဲ့စစ်သည်မော်များဟာဇူလိုင်လဆန်းကစတင်ပြီးတော့အုပ်စုနှစုခွဲပြီးအေယဝတီမြေကျောင်းအတိုင်းအထက်ပိုင်းကိုဇက်တိုက်စံတက်လာခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီပြန်လည်သိမ်းပိုက်ထားတဲ့နောင်ချုံမြို့ကတော်လိုင်းတပ်ဖွဲ့တွေရဲ့နေအိမ်တွေနဲ့ပတ်သက်ဆက်နွယ်သူတွေရဲ့နေအိမ်တွေကိုဒီကနေ့ဇွန်လ29ရက်နေ့မှာအကြမ်းဖက်စစ်ခွေးတပ်ကချိတ်ပိတ်သိမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တော်လိုင်းတပ်ဖွဲ့ဝင်တွေရဲ့နေအိမ်တွေနဲ့တော်လိုင်းနဲ့ပတ်သက်ဆက်နွယ်သူတွေရဲ့နေအိမ်တွေကိုသိမ်းဆီးလိုက်တာလို့သိရပြီးတော့အချင်းချနေသူတွေရဲ့နေအိမ်တွေကိုလည်းသိမ်းဆီးခံရတယ်လို့ပြောပါရတယ်။ 2023ခုနှစ်ကအချင်းကျနေတဲ့သူတွေရဲ့အိမ်တွေကိုပါတိမ်းတာနိုင်ငံပိုင်ဆိုပြီးတော့တိမ်းတာပါအခုတချို့အိမ်တွေကိုသူတို့ရဲ့ဝန်ထမ်းတွေခိတ္တနေဖို့အတွက်နေရာချထားပေးမယ်လို့လည်းပြောတယ်လို့နောက်ချိုမျိုးကန်တူကပြောပြထားပါတယ် TNL တာတော်လိုင်းတက်တွေနဲ့ဆက်ဆက်ခဲ့တဲ့သူတွေရဲ့နေအိမ်ဆိုင်ငန်းတွေကိုအများဆုံးတိမ်းခံရတာဖြစ်ပြီးတော့တိမ်းစီခံရတဲ့အိမ်အရေအတွက်အတော်များတယ်လို့လည်းသိရပါတယ်ပြင်ဦးလွင်နောက်ချိုကြောင်းမဲလာရှိုးပြည်တော်စုလမ်းမကြီးပေါ်ကတိုက်ပွဲဖြစ်ပွားနေစေခြေရွာတွေကလွဲပြီးတော့တခြားခြေရွာတွေကဆစ်ဆောင်တွေကို နေရပြန်နေလို့ရပြီဖြစ်တယ်လို့လဲစစ်ခွေးတက်က ပြန်လဲခေါ်ဆောင်ထားတာကိုတွေ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူတိုင်းတောင်ငုံမြို့မှာစစ်တောင်းမြေကြီးတိုးလာမှုကြောင့်လူပေါင်း3000ကျော်ကိုဘေးလွတ်ရာကိုရွှေ့ပြောင်းပေးထားရပြီး ရေဘေးကယ်ဆယ်ရေးစခန်း၄ခုဖွင့်လှစ်ထားရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တောင်ငူမြို့အမှတ်၁ရပ်ကွက်၊၈ရပ်ကွက်၊၉ရပ်ကွက်နဲ့၁၀ရပ်ကွက်တွေမှာ၎င်းတောင်ငူမြို့နယ်သဖန်းစိတ်ကြီးရွာမှာ၎င်းမြို့ရည်ကြီးမှုများဖြစ်ပေါ်နေပြီးတော့လက်ရှိအချိန်အထိရေဘေးတင်ပြည်သူများကိုကယ်ဆယ်ရေးများဆက်လက်လှုံ့ဆော်နေရတယ်လို့ရေဘေးကူညီရေးအဖွဲ့များထံကသိရပါဗျ။အခုကကယ်ဆယ်ရေးစခန်းက၄ခုအထိဖွင့်ထားရပါတယ်။တောင်ငူက ရိုက်တာအသင်းတွေအားလုံးရေပြေကယ်ဆယ်တွေလုပ်နေပါတယ်လူပေါင်း3000ကျော်ကိုတော့ဘေးလွတ်ရာကိုရွှေ့ပြောင်းပေးထားပါပြီရေကအခုချိန်ထိဆက်ပြီးတော့တိုးနေတော့မယ်လို့ကယ်ဆယ်ရေးဆောင်ရွက်ပေးနေသူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်တောင်ကုန်မြို့ကရေပြေတဲ့ပြည်သူတို့ကလည်းပရိုက်တာအဖွဲ့အများရဲ့ကဲထုံးမှုကြောင့်ရေပြေတဲ့နေအိမ်ကိုဆုတ်ပြစ်ပြီးတော့ကယ်ဆယ်ရေးနဲ့လိုက်ပါလာခဲ့ရတယ်လို့ပြောပါတယ်ကယ်ဆယ်ရေးစခန်းမှာခုံလုံးနေရတော့လေအစားအသောက်နဲ့အဝတ်ထည်များလိုအပ်နေတယ်လို့ပြောပြီးရေပြေတဲ့ပြည်သူအများစုဟာအေးပတ်ပြီးတော့ဖြားနာမှုများလည်းများပြားနေတယ်လို့ပြောဆိုထားပါတယ် လက်တလုံးစစ်တောင်းမြေကြီးဟာတောင်ငုံမြို့ရဲ့စိုးရင်ကြီးအမှတ်ထက်နှစ်ပေကန်မတော်မြို့ရဲ့စိုးရင်ကြီးအမှတ်ထက်ငါးပေခွဲကန်ကြော်လွန်နေတဲ့အပြင်ထပ်မံပြီးတော့မြင့်တက်လာနိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက3ပေးထားပါတယ်လက်ရှိမိုးသည်ထန်စွာရွာသွန်းနေခြင်းကြောင့်မြန်မာတနိုင်ငံလုံးမှာရှိတဲ့စစ်တောင်းမြေကြီးရွှေကျင်မြေကြီးတန်လွင်မြေကြီးတောင်ရင်မြေကြီးဘီးလင်းမြေကြီးမဲဆိုင်ချောင်းရီတို့မှာ ရေကြီးမှုများဖြစ်ပေါ်နေတယ်လို့သိရပါတယ်။တောင်ကုန်မြို့နယ်၊ရွှေကျင်မြို့နယ်၊ဖမ်းအမြို့နယ်၊မြောက်ရီမြို့နယ်၊ဘီလင်းမြို့နယ်နဲ့မရောက်မြို့များမှာမြေကမ်းဘေးနဲ့မြေနေပိုင်းနေရာများမှာနေထိုင်ကြသူများရေဘေးလွရာကိုရှောင်ကြရန်ဗိုလ်လီဝတ်သားနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသတိပေးထားပါတယ်။ဇူလိုင်လ28ရက်နေ့ကနေဩဂတ်လ3ရက်နေ့အထိအနောက်တောင်မုတ်တုံလီအားကောင်းရာကအားလုံးကောင်းလာနိုင်တဲ့အတွက်မြန်မာနိုင်ငံအနှံ့ပြားမှာနေရာစိတ်စိတ်ကနေနေရာအနှံ့ပြားမိုးထစ်ချုံရွာနိုင်ကမကွေးတိုင်းမှာ နေရကျဲကျဲမိုးထစ်ချုံရွာနိုင်တယ်လို့ပြောဆိုထားပါရယ်အနောက်တော်မိုးတုံလေးအားကောင်းကအရှိဘက်နဲ့အနောက်ဘက်ကလာတယ်လေဝေလှိုင်းများကြောင့်နေပြည်တော်စကိုင်းအထက်ပိုင်းမန္တလေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအရှိပိုင်းတနင်္သာရီတိုင်းကချင်းပြည်နယ်ရှမ်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့အန်ယူဂျီအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့သင်္ကန်းကျောင်းမြို့နယ်မှာအကျော်ထွက်ဝဲတဲ့အချိန်စစ်မှုထမ်းရန်ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတဲ့ထပါရ6နှစ်6ကစစ်မှုထမ်းတပ်သားတက်တဦးဟာအလင်းဝင်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ25ရက်နေ့ကမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်တပ်နယ်ထောက်ပို့တပ်ရဲ့ထပါရ6နှစ်6ကစစ်မှုထမ်းတပ်သားတက်တဦးဟာ Golden Target Force GDF နဲ့မုံရွာမြို့နယ်တိုက်နယ်တက်ပြည်သူ့လုံခြုံရေးအဖွဲ့ထံကိုချိတ်ဆက်ပြီးတော့အလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတွေက၎င်းကင်ဆောင်တဲ့ MA1 တပ်နဲ့တလက်ကိုယူဆောင်ရန်စ조사ခဲ့တော့လေ၎င်းရဲ့အသက်အနည်းလုံခြုံရေးအရာယူဆောင်လာနိုင်ခြင်းမရှိဘူးလို့ပြောပါတယ်။အဲ့ဒီတပ်သားတွေဟာရန်ကုန်တိုင်းသင်္ကန်းကျွန်းမြို့နယ်မှာညနေပိုင်းအကြော်ထွက်ဝယ်တဲ့အချိန် ်အကြမ်းဖက်စစ်ခွေးတွေကပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးတော့တိုက်ကြီးမြို့နယ်ဂျိုးပြူတင်တန်းကျောင်းမှာနှစ်လခွဲစစ်တင်တန်းတက်ရောက်ခဲ့ရတယ်လို့ပြောပါတယ်အဲ့ဒီကမှတစဉ်ဘကုန်းမြို့နယ်105တက်ရင်ကမုံရွာမြို့မှာရှိတဲ့နာမခအနီးကိုထောက်ဖို့တက်ရင်ကိုနဲ့ကိုကိုပို့ဆောင်ခန်းခဲ့ရတယ်လို့သိရပါတယ်ထောက်ပေါ်တဲ့ရင်ကိုနဲ့ကိုအတွင်းမှာတာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်ကတက်ချက်ကြီးများကလက်အောက်ခံတပ်သားများကိုမူရစေဝါယာမတပြားကို ငွေကျပ်တပေါင်းလုံးနဲ့ဖြန့်ဝေရောင်းချပေးခဲ့ကြောင်းအလင်းဝင်လာတဲ့တပ်သားတွေကဝန်ခံပြောဆိုထားပါတယ်။သူကတင်ကန်းကျောင်းမြို့နယ်မှာနေတာညနေပိုင်းမှာအကျော်ထွက်ဝဲတုံးအဖမ်းခံရတာတဲ့တိုက်ကြီးမြို့နယ်ဂျိုးပြူတင်တန်းကျောင်းမှာနှစ်လခွဲတင်တန်းပေးခံလိုက်ရတယ်။အဲ့ဒီကနေပဲခုံးမြို့နယ်105တပ်ရင်းကိုရောက်တယ်။ပြီးတော့မုံရွာမြို့နမခအနီးကထောက်ဖို့တိုက်ရင်ကိုနှစ်ကိုကိုအပုတ်ခံရတာကိုနှစ်ကိုတိုက်ရင်ထဲမှာကစစ်ခွေးတက်ကြကြီးတွေကိုတိုင်ကိုကလက်အောက်ခံတပ်သားတွေကိုမူရစ်စေးဝါယာမတပြားကို တသောင်းလုံးနဲ့ရောင်းချပေးနေတယ်လို့ဝန်ခံထွက်ဆိုခဲ့တယ်လို့ Golden Target Force အဖွဲ့ကတောင်းရှိသူကပြောပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolute Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဖတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ you <laughs>